အညစရာခိုင်ဆိုကိုရီးယားကိုရောက်နေတာပါလို့ရှင်းလားမဟုတ်ပါဘူးရန်ကုန်မှာရှိတဲ့ကိုရီးယားဆိုင်ရင်ထဲမှာလုံးဝနာမည်ကြီးပြီးတော့ customer review အကောင်းဆုံးဖြစ်နေတဲ့ကိုရီးယားဖုတ်လပါဘူးအလဲရောက်နေရပါရှင့် ကိုရီးယားဖူလော်ဘာကိုစပြီးတော့လုပ်သွားကြရောက်ခမပေါ့နော်အမရောက်ခမကိုရီးယားလူမျိုးอ่ะပဲသူကိုယ်တိုင်းမဲ့ sauce တွေအကုန်လုံးလုပ်ပြီးတော့သူ့ရဲ့နီးတွေကိုပေါ့နော်အခုလက်ဒီ ice recipe တိုင်းမဲ့အမတို့သွားတာပေါ့အဲ့ဒါကိုရီးယားကိုရီးယားအရသာဆစ်တိုင်းမဲ့ပါနော်ဘိုက်တောင်စားလိုက်မှလည်းပြောနေတယ်ဒီမားလေးတော့ကိုရီးယားမိမှုကြောင့်နေတိုင်းပဲ ဒီမှာဆိုရှင်ဥရေကြီးကဟိဒါတောက်ချင်စရာကြီးကြည့်လိုက်တာနဲ့သဘောကျသွားစီရအောင်ကြည့်လိုက်ကိုရီးယားချမင်းတုံးနောက်ကျန်တာကတော့ခိုင်ကျုံမာထားတာကဝက်ကုတ်သားအချို့ဒီကောင်ကကြတော့ကနန်းဟိုမှာအဆက်တော့ဒီကောင်ကကြတော့ကနန်းငမြရေးစိမ်ကောင်းလားအရင်ကအင်ချီကြီးကြီးနဲ့တောက်ချင်စရာဟိုဟိုပဲ့ပြားလေးနေ โอ้โหทําจาริโอเคโอเคมีเลยอืมอ้าวเหรอကနေတော့လက်တယ်တော့အနားငယ်ရတာလေးနဲ့စိတ်စိတ်လေးအဲ့အဲ့လိုမျိုးလေးစားတာသူလိမ့်စာလိမ့်စာပြောင်းသွားပြီအရင်တော့ငယ်ဆိုဆိုမြင်တာဘက်ကအခုမဟုတ်တော့ဘူးဒီမှာကဘယ်လိမ့်စာလဲဆိုတော့ T4 ကမာကြီးအိမ်ယာသူဝနာစီ အဲသူကဈေးမှတ်တိုင်ပေါ့နော်အဲ့ကားမှတ်တိုင်အနီးတန်သူမာလန်းနဲ့ကမာကြီးလန်းတောင်သင်္ကန်းကျွန်းမှာရှိသားပါပြီအဲ့တော့ဆိုင်လေးကိုလာပြီးတော့အပင်းလို့ရတယ်ဆိုရဲအကြောင်းကိုပြောရင်းနဲ့ဟိုက်ဒရိုပြန်ပြီးကိုရီးယားကဘာကြီးကနေတက်တာ